ကူတီဗျူးနေတဲ့မီဒီယာကနေတစ်ဆင့်အကုန်လုံးကိုကျွန်တော်တောင်းပန်တယ်ကျွန်တော်မီဒီယာတွေပေါ်မှာမှားခဲ့တာလည်းရှိမယ်ဆိုခဲ့တာလည်းရှိမယ်ပြောခဲ့ဘူးတာလည်းရှိမယ်ကျွန်တော်ဆက်ဆံပုံကျွန်တော်ရဲ့ပြောပုံကလွင်းနေခဲ့တာလည်းရှိနေမယ်ကိုဖြူနေမှသူများဖြူမှဆိုတော့ကျွန်တော်မြင်လာတယ်ဗျာအဲကြောင့်မို့ကျွန်တော်ကျွန်တော်မမှန်ခဲ့ဘူးဆိုတာလည်းကျွန်တော်သိတယ်အခုငလင်လုတ်ပြီးတော့ဒီနောက်ပိုင်းမှာကျွန်တော်အလူတန်းနေလုတ်တဲ့ခါမှာခုနှစ်သားသမီးပေါင်းများစွာနဲ့တွေ့တော့အဲတွေးတွေကောင်းထဲမှာပို့ပြီးတော့ဝင်လာတယ်ကျွန်တော်ပို့ပြီးတော့ရင်းချက်လာတယ် ဒါဒီကိုက်တာကျတော့ကျွန်တော်ဟိုချုပ်ထားတဲ့ Indra Production ကကိုအောင်ကြီးတို့ကနေပြီးတော့ဒါဇက်ကိုရွေးတယ်ရွေးပြီးတော့ဒါကျွန်တော်ကိုရိုက်မယ်လို့ပြောတယ်ရိုက်တဲ့အခါမှာလည်းဘသူနဲ့ရိုက်မှာတော့ဆိုတော့ဆရာဥညုံမင်းအဲဆရာဥညုံမင်းနဲ့ရိုက်တဲ့အခါမှာလည်းဆရာဥညုံမင်းကလည်းကျွန်တော်ကိုဒါကျွန်တော်တုတ်ဆောင်တယောက်အနေနဲ့လက်ခံပြီးတော့ဒီကားလေးမှာကျွန်တော် production ကစီစဉ်ပေးတဲ့ကားလေးကိုသူကရိုက်ပေးတယ်လက်ခံပေးရတော့တယ်ကျွန်တော်ရဲ့ကိုအောင်ကြီးတို့ကိုလည်းကျေးဇူးတင်တယ် ကျွန်တော်ဆရာဦးမျိုးမင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရေဒီမှာတော့ဒီရုံကိုတင်ခွင့်ရတဲ့ကားလေးဖြစ်ပါပါခင်ဗျာဆရာရလည်းကျွန်တော်ကိုအခုလိုဆိုဆရာရဲ့ကားလေးမှာပါဝင်ပေးခဲ့လို့ဆိုတော့ဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် production ကိုလည်းကျေးဇူးတင်ပါတယ်သူကခေါ်ပြီးတော့ကျွန်တော်ကိုအခုလိုမျိုးရိုက်ခဲ့ပေးဒါကျွန်တော်ရဲ့အိမ်မက်တွေတဲကတစ်ခုပေါ့အိမ်မက်တွေတဲကတစ်ခုကရုပ်ရှင်ကားကြီးယုံကြီးပေါ်မှာကျွန်တော်ပေးကားကြီးပေါ်မှာကျွန်တော်ရောက်ချင်တယ်အခုကျွန်တော်ရောက်ခင်းရပြီပထမခြေလမ်း တို့ရဲ့အိမ်မက်တွေတွေကတခုဖြစ်သွားပြီအဲ့တော့အိမ်မက်မခွင်ပေးခဲ့တဲ့ဒီ Indra Flame Production ကိုကျေးဇူးအများကြီးတင်တယ်ကိုအောင်ကြီးကိုကျေးဇူးအများကြီးတင်တယ်ကျွန်တော်ကြည့်နေတဲ့ခံစားချက်ကကြောင့်ကျွန်တော်ပြိသက်နေရာကြည့်ရလဲမဟုတ်ဘူးကျွန်တော်ကားကိုကျွန်တော်ပြန်ကြည့်နေတာလည်းမဟုတ်ဘူး ကျွန်တော်အိမ်မက်မက်ခဲ့ရတဲ့ကျွန်တော် ਨੇ ပိတ်ကားပေါ်မှာရောက်နေတဲ့ကျွန်တော်ကိုကျွန်တော်ကြည့်နေတာကျွန်တော်အိမ်မက်ထဲကအိမ်မက်ဇက်ကောင်ဒီကားပေါ်မှာရောက်ပိတ်ကားပေါ်မှာရောက်ချင်းခဲ့တဲ့ကောင်ကြီးကအဲ့ဘော်ရောက်နေပြီဆိုတဲ့ဟာကိုကျွန်တော်ဇက်ကားကိုမကြည့်နေဘူးအဲ့ပိတ်ကားပေါ်မှာရောက်နေတဲ့ကျွန်တော်အယုတ်ကြီးကိုကျွန်တော်ပြန်ကြည့်နေတယ်ခံစားချက်နဲ့ကျွန်တော်ကြည့်နေတာတကယ်ဆိုကျွန်တော်မျောနေတာဒါအမားနေပြီးတော့ဒါခေါ်တဲ့ခါမှာဒါဟိုလိုက်ခဲ့ပါအောင်ဆိုတော့ကျွန်တော်တကယ်တမ်း တော်စိတ်လိုက်ရှင်လိုက်ရှင်နဲ့လိုက်လာတာဘာလို့မလိုက်ရှင်လိုက်ရှင်နဲ့လိုက်ရတာဆိုလဲကျွန်တော်အဲ့အရာလေးကိုဘာလို့ဥတီပြီးပြောနေအောင်ဆိုအချိုးအချိုးချောင်းရှိလို့ဒီဟာကြီး MC တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့မီဒီယာတွေအကုန်လုံးကကျွန်တော်ကျွန်တော်အပေါ်မှာကျေးဇူးတွေအများကြီးရှိတယ်သိလားကျေးဇူးတွေအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်တရချင်းကြရင်တော့ကျွန်တော်ထုတ်ပြောခြင်းနဲ့ဆန္ဒရှိတယ် ကျွန်တော်ဘာမှမဟုတ်သေးခင်မှာမီဒီယာတွေကခေါ်ပြီးတော့ကျွန်တော်နုပညာလမ်းကြောင်းလေးမှာလှုပ်ရှားမှုတွေကိုခေါ်ပေးခဲ့လို့ကျွန်တော်ဒီနေရာကိုရောက်လာတယ်အဲဒါပေမဲ့လည်းကျွန်တော်မီဒီယာတွေပေါ်မှာမှားခဲ့တာလည်းရှိမယ်ဆိုခဲ့တာလည်းရှိမယ်ပြောခဲ့မှုတွေလည်းရှိမယ်အဲ့အတွက်ကျွန်တော်မီဒီယာတွေအကုန်လုံးကိုကူတီဗျူးနေတဲ့မီဒီယာကနေတစ်ဆင့်အကုန်လုံးကိုကျွန်တော်တောင်းပန်တယ်ကျေးဇူးလဲတင်တယ်တကယ်ကိုစိတ်ရည်နဲ့လက်လက်လေးလေးတောင်းပန်တာ ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီလိုမျိုးအတွေ့အကြုံအခုဒီအချိန်အမခေါ်ပြီးမေးတဲ့အချိန်ရဲ့မတိုင်ခင်ငလင် မလုတ်လှုပ်ပြီးတော့ကျွန်တော်အလူတန်းနေလုံနေတဲ့အချိန်မှာကျွန်တော်အဲ့တွေးတွေခေါင်းထဲမှာပို့ပြီးတော့ဝင်လာတယ်ကျွန်တော်ပို့ပြီးတော့ရင်းချက်လာတယ်ပြီးတော့ကျွန်တော်စိတ်ထားတတ်လာတယ်ပြီးတော့ချစ်တတ်လာတယ်လူငယ်စိတ်ဆိုတာရှိတယ်အဲ့လူငယ်စိတ်တစ်ခုကနေပြီးတော့မတိမတာလူကြီးစိတ်ဖြစ်လာတဲ့အခါမှာ ကျွန်တော်အဲ့ဒီတွေးတွေဝင်လာကျွန်တော်ကြုံရင်တောင်းမှန်မယ်လို့ကျွန်တော်တွေးခဲ့တာကျွန်တော်ကမှားခဲ့တာကြီးလည်းရှိမယ်ဒါမှမဟုတ်ကျွန်တော်ဆက်ဆံပုံကျွန်တော်ရဲ့ပြောပုံကလွင်နေခဲ့တာလည်းရှိနေမယ်ဒါပေမဲ့ဒီချိန်မှာကျွန်တော်အရာအားလုံးပြန်တဲ့ဖို့စိတ်ကူးရှိတယ်ဒုတိယအချိန်ကျွန်တော်စီကိုရောက်လာတဲ့ကောင်းချင်းတွေကိုကျွန်တော်ကောင်းချင်းတွေပဲကျွန်တော်ကလည်းပြန်ပေးမယ်ကောင်းချင်းတွေပဲပြန်ရမယ်လို့ကျွန်တော်ပြောနေလူဆိုတာက အတွေ့အကြုံနဲ့နောင်တနဲ့အဲ့လိုမျိုးတွေကကြုံနေရမှာအဲ့အတွေ့အကြုံတွေအမားတွေအမားတွေကိုပြန်ပြီးပြင်နိုင်အောင်ပဲစူးစမ်းဖို့ပဲလိုတာမမားဘူးဆိုတာအမြဲတမ်းမှန်နေဆိုတာမရှိဘူးအဲ့တော့ကျွန်တော်ကမှားခဲ့တဲ့ဟာလေးတွေကိုပြန်ပြန်တွေးမိပြီးတော့လုံနိုင်လာတာကအခုငလင်လှုပ်ပြီးတော့ဒီနောက်ပိုင်းမှာကျွန်တော်အလူတန်းနေလှုပ်တဲ့ခါမှာခုနှစ်ရက်သားသမီးပေါင်းများစွာနဲ့တွေ့တော့စိတ်ပေါင်းများစွာနဲ့တွေ့တဲ့ခါမှာ စိတ်ဆိုးရတာလည်းဖြစ်တယ်စိတ်မရှိရတာလည်းဖြစ်တယ်ဝမ်းသာရတာလည်းရှိတယ်ဝမ်းနေရတာလည်းရှိတယ်ပျော်ရတာလည်းရှိတယ်အဲ့ဒီအားလုံးစဉ်းစားလိုက်တဲ့အခါမှာတော့စိတ်ထားတက်လာဘယ်လိုနေရမလဲဘယ်လိုပေါင်းရမလဲဘယ်လိုထိုင်ရမလဲဘာဖြစ်တင်လဲအဲ့ဒီအများကြီးတွေးမိလာတဲ့အခါမှာငလာပါဘူးအဲ့ဒီအများကြီးတွေးမိတာတဲ့အခါမှာကျွန်တော်စဉ်းစားမိသွားပြီကိုသွားခြင်းတဲ့နေရာတနေရာဆိုရင်အဲ့နေရာကိုရောက်ဖို့အတွက်က ဘာမှမလိုအပ်ဘူးဆိုတာလေဖြူဖြူလေးပဲထားဖြူနေအရာအားလုံးကချစ်စရာကောင်းတယ်ကိုဖြူနေမှသူများဖြူမှာဆိုတော့ကျွန်တော်မြင်လာတယ်ဗျာသူများမင်းလိုက်အောင်တော့ကိုပဲဖြူတိလားအဲ့ဒီဟာမျိုးလေးကိုကျွန်တော်မြင်တက်လာတယ်အဲ့ကြောင့်မို့ကျွန်တော်ကျွန်တော်မမှန်ခဲ့ဘူးဆိုတာလည်းကျွန်တော်သိတယ်အဲ့ဒါအကုန်လုံးကိုကျွန်တော်ခုနလိုမျိုးလေးပြောတာတောင်းပါ့မယ် ဘာသာရဲ့ယူဆတဲ့အရာဆိုတော့တရားရရဝါးတဲ့ပုံပေါ့နော်။အမမာကျွန်တော်လူငယ်ပဲရှိသေးတယ်။မရပါဘူး။ဒါပေမဲ့ကျွန်တော်ရောက်နေတဲ့အနေအထားလေးတစ်ခုမှာကျွန်တော်ဖြစ်နေတဲ့အနေအထားလေးပုံမှာဒါကျွန်တော်တိလိုက်တဲ့အတိလေးတစ်ခုပါပဲ။ဒါပါပဲ။ညီမလေးရတော့တာပါနော်။ဟုတ်ဟုတ်။ဒီကားလေးကိုကြည့်တဲ့အခါမှာဆရာဦးမျိုးမင်းကနေစပြီးတော့ဟိုးအောက်ဆုံးကကျွန်တော်တို့လေးတွေကစပြီးတော့အကုန်လုံးက သူဒီထဲနဲ့အာရင်ပြည့်နဲ့ကြိုးစားထားတယ်။အဲရလီကိုလာကြည့်တဲ့ခါမှာလည်းရတလေးတွေပေါင်းစုံခန်းစားရမယ်လို့ကျွန်တော်ပြောချင်ပါတယ်။နောက်တစ်ခုကဒီကားလေးကိုကြည့်ရင်းနဲ့ဒီကားကရရှိတဲ့အမြန်ငွေရဲ့တရားရာဂိုင်းတုံးလုံးကိုငလင်းသိတဲ့ဒေသမှာရှိတဲ့ပြည်သူတွေကိုလှူပေးသွားမှာဆိုတဲ့အတွက်အတိုင်းမသိဝမ်းသာရတယ်၊ကျေနပ်ရတယ်။အဲ့ဒီအတွက်လည်းခွန်ရသားသမီးအားလုံးလာရောက်ကြည့်ရှုပေးပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။ကျေးဇူးပါ။